အရင်အဆိုရင်တော့လူကြောက်တယ်မသွားရဲဘူးမလာရဲအခုဆိုရင်အဲသွားရဲတယ်လာရဲတယ်ပြောရဲတယ်ပေါ့နော်သူသုံးဆောင်လေးတောင်းရင်တောင်းမှာအင်္ဂလိပ်လူလေးတွေပြောပြီးတောင်းမှာအမေကလေးနဲ့မေကတော့မေတီဟာကျော်ပါအသက်က6နှစ်အခုတက်နေရတော့ foundation level မှာတက်နေရပါရှင်ဒီမှာတက်တာအခု foundation level မှာစပြီးရော joiner ဆိုတော့တနစ်မပြေသေးပါဘူးရှင်ကလေးကအခုအင်္ဂလိပ်စာပြင်ကိုလူမှုဆက်ဆံရေးမှာလည်းအဆင်ပြေလာတယ်အရင်အဆိုရင်တော့လူကြောက်တယ်မသွားရဲဘူးမလာရဲအခုဆိုရင်သွားရဲတယ်လာရဲတယ်ပြောရဲတယ်ပေါ့နော်အိမ်မှာဆိုလို့ရှိ င်လဲသူနားလဲတလောက်လေးတွေအင်္ဂလိပ်လိုပြောပြတယ်သူသုံးဆောင်လေးတောင်းရင်တောင်းမှအင်္ဂလိပ်လိုလေးပြောပြီးတောင်းပါတယ်သူဖြစ်ချင်တဲ့အတိုင်းဟိုပေါ့နော်ပံပိုးပေးမယ်လို့ပဲဟိုဆုံးဖြတ်ထားရပေါ့နော်ကလေးဖြစ်ချင်တဲ့အတိုင်းပေါ့နော်ကလေးကိုဘာဖြစ်ရမယ်လို့တော့မျှော်မှန်းမထားပါအောင်ရှင်အဲကျွန်မအနေနဲ့ကတော့ပေါ့နော်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့တခြားမိဘတွေရောကလေးတွေကိုပေါ့နော်ငငယ်ကနေကအဲ့ဒီအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ထားစီခြင်းနေပေါ့နော်အခုကကျွန်တော် international ခေတ်ဖြစ်နေတဲ့အတွက်အဲ့ အင်္ဂလိပ်စာကိုတော့အဓိကလေးပေါ့နော်နိုင်ဟိုတနေ့ကုန်မထားနိုင်တောင်မှနိုင်ပိုင်းလေးပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးထားပြီးဖို့အကြံပေးခြင်းပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ဟာ